မြန်မာနိုင်ငံကိုပါထိလာနိုင်တဲ့ရေကာတာကြီးဖောက်လွတ်လိုက်ရတဲ့အခြေအနေအထိရောက်ရှိသွားတဲ့တရုတ်နိုင်ငံရေကြီးမှုဇွန်လ30ရက်နေ့မနက်အစောပိုင်းမှာတော့တရုတ်နိုင်ငံကရေကာတာကြီးကိုဖောက်လွတ်လိုက်ပြီပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကွေကျိုးပြည်နယ်မှာပြီးခဲ့တဲ့ဇွန်24ရက်လောက်ကစပြီးတမျိုးလုံးနီးပါးရေလွှမ်းမှုမှုတွေဖြစ်နေတာဒီကနေ့အထိပါပဲ။တောင်ကြရေရေရောမြေချောင်းကရေရေပါမြို့ပေါ်ကအလုံးရင်းနဲ့ဝင်လာနေတာဖြစ်လို့ဆုံးရှုံးမှုတွေကအတော်လေးကိုများနေပါပြီ။လူပေါင်း8000ကျော်ရေပေးအနေရကိုခန်းစားနေရပြီးအခုချိန်မှာတော့တရုတ်အစိုးရကကယ်ဆယ်ရေရေကိုလည်းအချိန်နဲ့တပြေးညီလှ ဆောင်တွေတလုံးတစ်ဖက်မှာလည်းရေရွေကိုထိန်းလို့မနိုင်တော့တာကြောင့်သူတို့နိုင်ငံရဲ့ရေကာတာကြီးကိုဖောက်ချလိုက်ရပြီပဲဖြစ်ပါတယ်။ ီရေကာရာကြီးကိုဖောက်လွှတ်လိုက်တာနဲ့ဆက်ဆက်ပြီးမြန်မာနိုင်ငံကလည်းရေပီးအနေနဲ့ကြားရောက်လာနိုင်တာပေါ့ရေကာရာကြီးတွေကရေတွေကမြန်မာနိုင်ငံအတွင်းစီးဆင်းနေတဲ့တန်လွင်မြေရွှေလီမြေထဲကိုစီးဆင်းသွားတာဖြစ်လို့မြေကမ်းဘေးဒေသမြေနိဒေသတွေမှာရှိကြတဲ့ဒေသခံပြည်သူတွေအနေနဲ့အထူးဂရုပြုကြိုတင်ရှောင်ရှားပြင်ဆင်ကြဖို့သတိပေးချက်တွေရေပေါ်ထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။တဘာဝဘေးကြီးကြုံလာရင်ဘယ်လိုမျိုးဘယ်နိုင်ငံသားတွေမဆိုအကောင်လုံးထိခိုက်နေတာ ရတာကြီးပါပဲ။တရုတ်နိုင်ငံပြည်သူတွေအနေနဲ့လည်းဆိုးရွားတဲ့အကြီးမားဆုံးရေဘေးကြီးကိုခံစားနေရပေမဲ့အစာအုပ်အမြင့်ကြီးတွေ ွေရှိနေတာကြောင့်နေထိုင်လို့ရနေသေးတယ်လို့စာနယ်ရိက္ခအတွက်လည်းအစိုးရကလိန်ရင်နဲ့စီစဉ်ပေးနေတာပေါ့။ဒါကြောင့်တိတ်ဆုံးသူ6ဦးသာရှိပြီးဒီအခြေအနေကြီးကိုကောင်းကောင်းကာကွယ်ထားနိုင်တယ်လို့ပြောလို့ရတယ်။မြန်မာနိုင်ငံမှာကအထက်မြေတိုက်ကြီးတွေရှာပြီးအများစုကတထိုင်လေးတွေသာဖြစ်လို့ရေဘေးခံစားရမယ်ဆိုရင်ရှောင်လို့တိန်လို့မလွယ်ကူလှဘူးရှင်။ဒါကြောင့်အတက်ကိုညံဆောင်ပြီးသတိထားနေထိုင်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ဂျန်ပြည်သမ ्या အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်း